ရှိကြီးတမဆိုတဲ့ရွာငယ်လေးကတော့အရန်ကိုတာယာလှပပါတယ်။တိုးတောင်ရှုခင်းတွေနဲ့တတူအေးမြတဲ့လေထုကစိတ်ကိုလန်းဆန်းစေတဲ့ရွာလေးပါ။ရွာသူရွာသားတွေကတော့အဲ့ဒီရွာငယ်လေးမှာအေးအေးချမ်းချမ်းလေးနဲ့နေထိုင်ဖြတ်သန်းနေကြပါတယ်။ရွာလေးရဲ့အနောက်ကအိမ်ငယ်လေးမှာတော့ချောချောဆိုတဲ့မိန်းကလေးတယောက်ရှိပါတယ်။သူမကတော့နာမည်နဲ့လိုက်အောင်ကိုချောမောလှပပါတယ်။ချောချောမှာတော့မိဘတွေကမရှိကြတော့ပါဘူး။သူတယောက်ထဲနေထိုင်ရင်လှောက်ရှားရုန်းကန်နေရပါတယ်။ ချောချောကပြုံးလိုက်ပို့ပြီးတော့တောင်ချစ်စရာကောင်းပါတယ်ချောချောကတော့မိဘတွေဆုံးမသွားပြီးတဲ့ကတီရွာလေးမှာတယောက်တည်းပဲနေထိုင်လာပါတယ်အခုသူနေထိုင်တဲ့အိမ်လေးကလည်းမိဘတွေလက်ထက်ကအိမ်လေးဖြစ်ပါတယ်ချောချောကအခက်ခဲတွေများကြီးကိုရင်ဆိုင်လာရပေမဲ့အရှုံးမပေးပါဘူးသူမကချောမောလှပတဲ့အပြင်အလုတ်ကိုစူးစမ်းပြီးစီကန်းရှိသူတယောက်လည်းဖြစ်ပါတယ်ချောချောကတော့သူ့ရဲ့အိမ်ပေးပဝန်းကျင်မှာဟင်းသီးရွက်တွေစုံလင်အောင်စိုက်ပျိုးထားသလိုသူမဝတ်မဲ့ဝတ်စားအတွက်လည်း အကုန်အကြသက်တာအောင်ဆိုပြီးသူမကိုယ်တိုင်ခြိထိုးလိရှိပါတယ်။သူမရဲ့ရုပ်ရည်လေးကချစ်စရာကောင်းသလိုအလုပ်လည်းကြိုးစားတာကြောင့်ချစ်ချောကိုတော့ရွာတဲ့ကာလာသားတွေတိုင်းလူလူကလှုံ့ချင်ကြတယ်။ချစ်ချောကိုတော့ရွာတဲ့ကိုတာပုရောကိုလုံးကျင်တို့ညောင်လုံးကချစ်ကြနေကြပါတယ်။ကိုတာပုရောကိုလုံးကျင်တို့ညောင်လုံးကချစ်ချောပေါ်ကောင်းကြတယ်။သူတို့ညောင်လုံးကသူမကိုကြိတ်ပြီးကြိုက်နေတာကြောင့်ဘသူ့ကိုရွေးချယ်ရမယ်မှန်းမသိပါဘူး။ ကိုတာပုရဲ့မိဘတွေကတော့ကုံတဲတွေပါပြေဆုံးချမ်းသာသူဖြစ်ပါတယ်ကိုတာပုမိဘတွေရဲ့ချမ်းသာကြွယ်ဝမှုကကြွားရင်းမှာနာမည်ကြီးပါတယ်ကိုလုံးချင်းကတော့ဆင်းရဲပါတယ်သူ့မှာမိဘတွေလည်းမရှိတော့ပါဘူးသူ့ရဲ့ဘဝကတခါတလေဆိုသမင်းအောင်နှက်မမှန်ပါဘူးသူကတော့ခက်ခဲရရင်ဆိုင်ရင်ကြိုးစားဖြတ်တန်းနေရသူလည်းဖြစ်ပါတယ်ကိုလုံးချင်းကတော့အလုပ်ကိုအရင်ကြိုးစားတယ်သူကတော့စိတ်ကောင်းရှိပြီးကြွားသားတွေကိုလည်းကူညီပေးတတ်ပါတယ် ကိုသာပုရောကိုလုံးကျင်တို့ကလူကောင်းနေဖြစ်ကြပါတယ်။ကိုသာပုနဲ့ကိုလုံးကျင်တို့ညောင်လုံးကချက်ချောပိုင်ဆိုင်ရဖို့အတွက်ကြိုးစားနေကြတယ်။သူတို့ညောင်လုံးကချက်ချောစိတ်ချမ်းသာဖို့ပဲကြိုးစားနေကြတာပါ။ချက်ချောကလှပချစ်စရာကောင်းတယ်လို့သူ့မှာရည်ချင်းကောင်းနေအများကြီးလက်ရှိပါတယ်။အခုချိန်မှာတော့ချက်ချောကသူ့ကိုသဘောကျတဲ့သူတွေများစွာရှိရထဲရမှာကိုသာပုနဲ့ကိုလုံးကျင်တို့ညောင်လုံးကိုသဘောကျနေပါတယ်။သူတို့ညောင်လုံးကအားသာချက်အားနည်းချက်တွေရှိကြပေမဲ့ သူမပေါ်မှာတော့ရန်ကိုကောင်းကြတဲ့သူတွေပါ။ဒါကြောင့်ချောချောနေနဲ့နှစ်ယောက်တည်းကတယောက်ကိုပဲရွေးချယ်ရမှာမို့အခက်တွေ့နေရပါတယ်။ဒါကြောင့်ချောချောလည်းမှန်ကြည့်ရင်ဒီလိုညီးတွားလိုက်ပါတယ်။အိုးချောတာလည်းမကောင်းပါဘူးလေ။မြောက်လုံးကလည်းငါ့ကိုချစ်နေတယ်။ဒီတရားတယောက်ကိုရွေးချယ်လိုက်မယ်ဆိုရင်လည်းတယောက်ကခံစားသွားမှာငါစိတ်မကောင်း။တော်ပြီတော်ပြီနှစ်ယောက်တည်းကတယောက်ကိုမရွေးတော့ဘူး။မြောက်စလုံးပဲငါလက်ခံလိုက်မယ်။ရွာရဲကသူတွေပြောမှာလည်းငါပြုမဆိုင်တော့ပါဘူး။ ကျွာတွေကလူတွေဘလို့ပဲပြောပြောငါကီးမဆိုင်တော့ပါဘူးဟာငါတို့အချင်းချင်းပဲအစဉ်ပြေဖို့ရေးကြည့်တယ်ချေချောကအခုလိုဆုံးဖြတ်လိုက်ပြီးနောက်နေ့မှပဲသူတို့နှစ်ယောက်စလုံးကိုအိမ်လာဖို့ချိန်ဆလိုက်ပါတယ်ချေချောကသူ့ရဲ့ခံစားချက်တွေကိုပြောပြချင်လို့ခေါ်လိုက်တာ ဖြစ်ပါတယ်အကိုတို့နှစ်ယောက်လုံးကိုအခုလိုခေါ်လိုက်ရတာလေညီမလေးမှ ပြောစရာရှိလို့ပါအကိုတို့နှစ်ယောက်လုံးကလူကောင်းတွေပါနှစ်ယောက်လုံးကလည်းညီမပေါ်အများကြီးကောင်းတယ်တယောက်ကိုရွေးချယ်လိုက်မယ်ဆိုရင်တယောက်ကကြံရည်ရမှာလေ ကြည်တော့ကြံရည်ရမယ်တယောက်ကိုလည်းမခံစားစေချင်ဘူးအဲ့ဒါကြောင့်ချောလေနှစ်ယောက်လုံးကိုရွေးလိုက်မယ်နော်အိုးမာဒါသူမရဲ့ခံစားချက်ကိုပုံမွန့်လင်းလင်းပြောပြလိုက်တော့ကိုသားပုရောကိုလုံးကျင်တို့နှစ်ယောက်လုံးကအရန်ကိုပျော်ရွှင်သွားကြပါတယ်ကောင်းပါတယ်ချောရဲ့မင်းရဲ့ရွေးချယ်မှုအတွက်ငါတို့အရန်ကိုပျော်ပါတယ်ငါတို့နှစ်ယောက်လုံးကမင်းအပေါ်ခင်မွန်ကောင်းဖြစ်ဖို့ကြိုးစားပါမယ်မင်းပျော်ရွှင်စေရမယ်ဟုတ်ပါတယ်ငါလည်းကတိပေးတယ်မင်းကအရန်လာတယ် မင်းတို့သာဆုံရှုံရမယ်ဆိုရင်ငါအရင်ကိုခန်းစားသွားမှာကွာအမ်းမာအကူတို့ညောင်လုံးကချောကိုတကယ်ချစ်တယ်ဆိုရင်ချောနဲ့လက်ထပ်ဖို့အစင်းသင်းလောက်ကြပါတကယ်အစင်းသင်းဖြစ်ရင်ချောပြောသလိုလုပ်ပြီးနော်ငါတို့အစင်းသင်းဖြစ်ပါပြီငါလည်းအစင်းသင်းဖြစ်နေပါပြီငါတို့မင်္ဂလာကိစ္စကိုအမြန်ဆုံးစီစဉ်လိုက်မယ်ဟဲဟဲဟဲဒီနောက်မှာတော့သူတို့၃ယောက်ကလက်ထပ်ခဲ့ကြပါတယ်ချေချောကတော့နှစ်ယောက်လုံးနဲ့လက်ထပ်ခဲ့ပါတယ်ရွာတကြီးကတော့သူတို့၃ယောက်ကိုကြည့်ပြီးသဘောရကြာနေပါတယ် အဲ့ဒီလက်ထပ်ပွဲလေးကိုတော့ကြွားတကြီးနဲ့တခြားသုံးဦးသာရောက်ရှိလာကြတယ်။ကိုတာပူအခုလိုလက်ထပ်သွားတော့ကိုတာပူရဲ့အဖေနဲ့အမေကမပြောကြပါဘူး။ချောချောဆိုတဲ့မိန်းကလေးကယောက်ျားနှစ်ယောက်လုံးကိုရွေးချယ်လက်ထပ်ခဲ့တဲ့အပေါ်သဘောမတူကြပါဘူး။အိုးငါသားချောချောဆိုတဲ့မိန်းကလေးနဲ့လက်ထပ်သွားပြီ။အဲ့ဒီမိန်းကလေးမှာမိဘတွေလည်းမရှိကြတော့ဘူး။ပြီးတော့ကိုလုံးကျင်ဆိုတဲ့တယောက်ကလည်းရှိသေးတယ်။ငါတို့ငါသားအတွက်ရှင်းနာရယ်ကွာ။ကျမတော့ယူချင်တာပဲရှင်။ ဲ့ဒီမိန်ကလေးကဘာလို့ညောင်လုံးနဲ့လက်ထက်တာလဲအခုတော့ကျမတို့သားလေးကကျမတို့ကုမ္ပဏီကိုစီမံခန့်ခွဲဖို့နှောင့်နှေးသွားရပြီးစိတ်ပြက်လိုက်တာရှင်။ "तू ကဒီလန်းကိုရွေးချယ်သွားတာလေ။အခုကစပြီးငါတို့ကသူ့ရဲ့မိဘတွေမဟုတ်တော့ဘူး။ငါတို့သူ့ကိုတားဖြစ်ကနေဆွန့်လွတ်လိုက်မယ်။ကိုတာပူရဲ့မိဘတွေကတော့တားဖြစ်သူအပေါ်မှာစိတ်ဆိုးနေကြပါတယ်။တားဖြစ်သူအပေါ်အမွေပြက်ဆွန့်လွတ်ဖို့ဆုံးဖြတ်ထားပေမဲ့ရင်ထဲမှာတော့မပြတ်မသားဖြစ်နေပါတယ်။အခုစိန်တော့ကိုတာပူကိုလုံးကျင်နေ။ ချောချောတို့က၃ယောက်အတူတူနေထိုင်ကြပါတယ်သူတို့၃ယောက်လုံးကတော့အလုတ်ကိုအတူတူကြိုးစားကြပါတယ်သူတို့၃ယောက်ကိုကြည့်ပြီးတော့ရွာထဲကသူတွေကအတင်းအဖျင်းတွေပြောကြပါတယ်ဘိုးမကြည်စမ်းစနီးတယောက်ခင်ပိုးနှစ်ယောက်တဲ့ဒါဘလို့လို့ဖြစ်နိုင်မှာလဲဒီကောင်မလေးကတော့မလွယ်ဘူးဟဲ့ဒါလူငယ်တွေအတွက်မကောင်းတော့အတူอยู่မားကုန်မယ်ငါတော့ဒီလိုမိန်ကလေးမျိုးတစ်ခါမှမတွေ့ဘူးပါဟောဟဲ့အရင်တော့ကလူတွေအခုလိုယူတာမြင်ဘူးပါရဲ့ဗျဒီမိန်ကလေးကထိုးစမ်းတယ် ဘာလို့တစ်ချိန်ထဲမှာယောက်ျားနှောင်ရှိနေရတာလဲအခုခေတ်ကဒီလိုပဲလားဗျယောက်ျားနှောင်ယူပြီးတအိမ်ထဲမှာဘလို့နေရလဲဒါလည်းကောင်းပါတယ်လေတယောက်နဲ့တယောက်ကူညီပေးရတာပေါ့သူတို့သုံးယောက်ကြည့်ရတာပျော်စရာကောင်းပါတယ်လေငါလည်းမိမနှောင်လိုချင်တယ်ဟေးဟေးဟေးရွာတွေကလူတွေကတော့ချက်ချောတို့ကြည့်ပြီးအမျိုးမျိုးအတင်းပြင်းတွေပြောနေကြတယ်ချက်ချောတို့သုံးယောက်ကတော့ဘဝကိုပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ကြပါတယ်သူတို့သုံးယောက်လုံးကအလုတာဝန်တီးတီးကိုခွဲဝေယူပြီးတော့ အပြန်အလှန်တည်တက်မှုနဲ့နေထိုင်လာခဲ့ပါတယ်။ကိုလုံးကျင်ကတော့မနဲ့ဆော့ဆော့ထပြီးအသေးနံတွေခုဆက်ပါတယ်။ပြီးတော့ငါးသွားဖန်းနဲ့ကိုတာပူကတော့အိမ်မှာနေပြီးအိမ်လုပ်တွေမှန်သမျှကိုလုပ်ပါတယ်။ချက်ချောကတော့အိမ်မှုကိစ္စတွေနဲ့မယောင်းဝတ်တရားချေပြွန်အောင်လုပ်သလိုဈေးလည်းရောင်းပါတယ်။သူတို့ရဲ့အိမ်နောက်ရေကတာယာပျော်ရွှင်စရာကောင်းလာပါတယ်။တကြီးတို့ဇနီးမောင်နှံကလည်းချက်ချောတို့အိမ်နောက်ရေကိုကြည့်ပြီးတော့အားရကြနေပါတယ်။ ချေချောတို့သုံးယောက်ကိုကြီးလိုက်တော့အမြဲလိုလိုပျော်ရွှင်နေတာကိုမြင်တွေ့နေရပါတယ်။သူတို့ကိုကြီးလိုက်ရင်အမြဲလိုလိုစီးလုံးနေရပဲအငင်းခုန်လည်းမလုတ်တတ်ဘူး။ရွာလေးထက်ကတာမန်အိမ်ထောင်ကြီးထက်ကြီးနူးစရာကောင်းပြီးတော့ကြီးရတာအေးချမ်းလိုက်တာကွယ်။ချေချောတို့ကြီးပြီးတော့တချို့သူတွေကသဘောကျသလိုတချို့သူတွေကတော့ကဲရဲ့အပြစ်တင်ကြတယ်။ရွာနောက်မှာတော့ဥစော်တို့လင်မယားနေထိုင်ကြပါတယ်။ဥစော်ကတော့အလုံမရှိအကိုင်မရှိအလုတ်လည်းကောင်းကောင်းမလုံနိုင်တော့ပါဘူး။ သူကတော့အမဲလို့လို့တောက်စားနေတတ်ပါတယ်။ဥစော်ရဲ့မိန်းမတော်လုံးကတော့ယောက်ျားဖြစ်သူကိုပြန်ပြီးတော့ရှာကျွေးနေရပါတယ်။သူတို့လင်မယားနှစ်ယောက်လုံးကတော့အလုတ်ကိုကောင်းကောင်းမလုပ်ကြပဲရွာထဲမှာအတင်းပြင်းပြောရတာကိုသဘောကျတဲ့သူတွေပါ။ကိုလုံးကျင်တို့ကတော့အိမ်လုတ်တွေဝိုင်းလုတ်ကြသလိုဒုက္ခရောက်နေတဲ့တက်ကြီးဝဲအိုတွေကိုတက်နိုင်တဲ့လောက်ကူညီထောက်ပံ့ပေးတယ်။ဒေါ်လုံးတို့ကတော့လူစုမိပြီးဆိုတာနဲ့အတင်းအဖျင်းတွေပဲဝိုင်းဖွဲ့ပြောတတ်ကြတယ်။ ငါတို့ရွာမှာဒီလိုမျိုးလက်ထက်တောင်တားမြစ်တဲ့နေနော်ဒါမှလူငယ်တွေအတူယူမမားကြမှာယောက်ျားနှောင်းနဲ့တူတူနေနေတဲ့မိန်းကလေးအဲ့ဒီမိန်းကလေးကကောင်းမှာမလား तू ဟာလှပတဲ့မိန်းကလေးတယောက်ဆိုတာအမှန်ပဲအဲ့ဒါကြောင့်သူ့မှာယောက်ျားနှောင်းရတာလေငါတော့သူတို့ချင်းချင်းတယောက်နဲ့တယောက်ညှင်းခုန်တာမျိုးလည်းမတွေ့ဘူးသူတို့ကြည်လန့်အမြဲတမ်းပျော်ရွှင်နေရပဲတယောက်နဲ့တယောက်လည်းကူညီပေးကြတယ်လေအဲ့ဒါကောင်းတာပေါ့ငါတော့သဘောမကျပါဘူးဟဲ့ယောက်ျားနှောင်းကိုယူထားတဲ့မိန်းကလေးမျိုးကဘာလုပ်လို့ရမှာလဲ မိမကောင်းမှမဟုတ်တာတချို့သူတွေကတော့ချောချောတို့မုန်းကြပါတယ်သူတို့အိမ်ရှိကဖြက်လျှောက်ရရင်ကိုမျက်နှာကိုတစ်ဖက်လွှဲပြီးသွားကြပါတယ်ဒါပေမဲ့ချောချောကတော့တချို့ရွာသားတွေရဲ့အခုလိုဆက်ဆံအောင်ခင်ရတဲ့ခါတိုင်းမှာခေယူမဆိုင်ပါဘူးကိုကိုကိုပဲကောင်းအောင်ကြိုးစားပြီးနေထိုင်ပါတယ်တနေ့မှာတော့သူတို့သုံးယောက်ထမင်းစားနေတော့မှအပြင်ကနေကြောက်ခဲနဲ့လှမ်းပစ်တောင်ခံလိုက်ရပါတယ်သူတို့သုံးယောက်လုံးထမင်းစားနေရင်နဲ့အံ့ဩသွားကြပါတယ်အိုး ဘသူကကြောက်ခဲနဲ့ပြစ်တာလဲဘာလို့ကြောက်ခဲကအိမ်ထဲဝင်လာရတာလဲငါတော့ကြည့်လောက်မယ်ငါတို့ဘသူကဒီလိုမျိုးလုပ်ရဲတာလဲကွာငါတို့နှစ်ယောက်တော့ကြည့်အောင်ဒါပေမဲ့ချေချောကတော့သူတို့နှစ်ယောက်ပြောတာကို အမြန်တားလိုက်ပါတယ်အကိုတို့နှစ်ယောက်လုံးစိတ်ကိုအေးအေးထားပါတော့ကြည့်နေစရာမလိုပါဘူးကိူးမဆိုင်ပါနဲ့ငါတို့သုံးယောက်ထမင်းစားနေရလေဘသူကအခုလိုလုပ်ရဲတာလဲခေါင်းကိုမှန်သွားရင်ဘလို့လုံးမှာလဲ မနက်စောစောမှာတော့ချက်ချောကဆရာတော်စီကုသိုလ်ပြုဖို့သွားပါတယ်ဆရာတော်ကချက်ချောကိုတွေ့တာနဲ့အခုလိုမိတ်လိုက်ပါတယ်တက္ကမလေးချက်ချောမနေ့တော့ကတက္ကမလေးတို့ထမင်းစားနေတော့အိမ်ထဲကိုကြောက်ခဲဝင်လာတယ်ဆိုအဲ့ဒါအမှန်ပဲလားတေမဖေဟာတပီတော်မတော်ကဘသူနဲ့မှလည်းပြဿနာမရှိပါဘူးဘသူအပေါ်မှာမှအညိုတေးလည်းမထားပါဘူးတပီတော်မတော်ကိုယ့်အိမ်အောင်ရေးနဲ့ကိုပျော်ရွှင်အောင်နေကြပါရဲ့ဖေဟာကုသိုလ်တရားပဲထားပါကောင်းတဲ့စိတ်ပဲမွေးမြူပါ အားလုံးပေါ်မှာမြင့်တာထားပါ တနေ့ကျရင်အခက်ခဲတွေကအလိုလိုအဆင်ပြေလာမှာပါချောချောတို့ကြီးများတဲ့သူတွေကတော့အခုချိန်လေးအတိမ်အဖျင်းတွေပဲပြောနေကြတယ်အဲ့ဒီသုံးယောက်ကိုရွာထဲကနေမောင်းထုတ်ကြတယ်လေဒီမိန်းကလေးကတခြားသူတွေအတွက်အတူယူမားစရာဖြစ်လာလိမ့်မယ်နော်အဲ့ဒါကြောင့်တို့နင်ထုတ်ရမယ်တို့ကြောင့်ငါမြေးတွေတို့ကြည့်ပြီးအတူခိုးနေပါအောင်မယ်တော့တော်လုံးကယောက်ျားမြောက်ကျူထားတဲ့ချက်ချောကိုကြည့်လို့မရပါဘူး။ဒါကြောင့်ရွာတဲ့သူတွေကိုလည်း ချောချောရဲ့အပြစ်တွေပြောလို့ရှိပါတယ်။ကိုလုံးကျင်တို့ကတော့တနေ့ကောလလပ်ပြီးညဆိုရင်ကောင်းကောင်းအနားယူပါတယ်။သူတို့အိမ်အောင်ရေးကတော့အပြန်လဲနားလဲမှုတွေနဲ့နှွေးထွေးပါတယ်။တညမှာတော့တော်လုံးတို့အိမ်လေးကမီးလောင်နေပါတယ်။ဥစော်ကတော့မီးလောင်နေတဲ့သူ့ရဲ့အိမ်လေးထဲကနေမိမဖြစ်သူကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။ပြီးတော့သူတို့လင်မယားနှစ်ယောက်လုံးကရွာရဲကသူတွေကိုအကူအညီတောင်းကြပါတယ်။ကိုညီကြပါအောင်ရှင်ကိုညီကြပါအောင်ရှင်မီးမီးတွေလောင်နေလို့ပါမီးလောင်နေလို့ပါ လောက်ကြပါအောင်ဗျာကျွန်တော်တို့အိမ်မီးလောင်နေလို့ပါ မီးပြုံးမီးပြုံးမီးမီးကုန်ပြီဗျာကုန်ပါပြီသူတို့လင်မယားနှစ်ယောက်ရဲ့အတန်ကြတော့ကိုလုံးကျင်တို့လည်းအလန့်တကြားနဲ့ရောက်လာပါတယ်ကိုလုံးကျင်နဲ့ကိုသာပို့တို့လည်းမီးဆွဲလောင်နေတဲ့အိမ်ကိုအမြန်ငိမ့်သက်ပေးကြပါတယ်သူတို့နှစ်ယောက်လုံးကတော့ဘာကိုမှမမျော်လင့်ပဲကူညီပေးကြတာပါမီးလောင်သွားတဲ့ဥစော်တို့ရဲ့အိမ်လေးကိုတော့ကျွာသားတွေကဝိုင်းပြီးအိမ်သစ်လေးတစ်လုံးဆောက်ပေးကြပါတယ်ဒါပေမဲ့ ချက်ပြုတ်စားတော့ရမယ်ဥခွက်ပကံပါရိညာတွေမရှိတော့ပါဘူးဒါကြောင့်ဥစော်တို့လင်မြားကိုချစ်တော်တို့ကလိုအပ်တာတွေထောက်ပံ့ကူညီပေးခဲ့ပါတယ်လိုအပ်တာရှင်ကျမတို့ပြောတော့အတော်လုံးအိမ်နီးနားချင်းတွေပဲကိုရွာသားချင်းချင်းတွေပဲဟာကူညီပေးရမှာပေါ့ချစ်တော်စိတ်ကောင်းရှိပြီးကူညီပေးတတ်တော့တိလိုက်ရတာကြောင့်အရင်ကသူ့ကိုအတင်းပြင်းပြောဆိုကြတဲ့သူတွေလည်းနှုတ်ဆက်သွားကြတယ်သူတို့အမားကိုသူတို့သိပြီးနှောင်တတွေလည်းရှာသွားကြတယ် အရှင်ကအတင်းအပြင်းတွေပြောဆိုနေကြတဲ့သူတွေဟာသူတို့ကိုသူတို့အပြစ်ရှိတယ်လို့ခံစားလာရပါတယ်။အိုးသမီးကိုကျေးဇူးတင်လိုက်တာ။သမီးကလှလဲလှတယ်စိတ်ကောင်းလည်းရှိတယ်။သူ့မျိုးကိုလည်းကူညီပေးတတ်တယ်။သမီးရော သမီးရဲ့ခင်မုန်းရောက်ကိုပါကျေးဇူးတင်ပါတယ်ကွယ်။တန်နဲ့လေပြီးခဲ့တာတွေအားလုံးတွေ့အတော်လုံးတောင်းမှန်ပါရဲ့နော်။အတော်လုံးကသမီးရဲ့မကောင်းကြောင်းတွေကိုလိုက်ပြီးတော့ပြောဘူးတယ်။ထပ်ပြီးတော့တောင်းမှန်ပါရဲ့ကွယ်။ရှားပါတယ်အတော်လုံးရဲ့တောင်းမှန်စရာမလိုပါဘူး။ တရွာသေးသားတွေပဲဟာအပြန်လည်ကူညီပေးရမှာပေါ့ကောင်းပြီလေအခုအစားပြီးတော့ငါတို့ချစ်ချစ်ခင်ခင်နေသွားကြမယ်နော်တကယ်တော့သမီးကလူကောင်းတယောက်ပါသမီးကတကယ်ကိုခင်မင်စရာကောင်းတယ်သမီးတို့သုံးယောက်လုံးကစိတ်ကောင်းရှိကြပါတယ်ကွယ်အခုဆိုရင်တော့ရွာထဲကသူတွေဟာချစ်ချောတို့သုံးယောက်ကိုအပြစ်မမြင်ကြတော့ပါဘူးအရှင်ကလိုလဲသူတို့သုံးယောက်ရဲ့အတင်းဖြစ်နေမပြောကြတော့ပါဘူးအပြန်လည်ကူညီမှုတွေနဲ့ချစ်ချစ်ခင်ခင်နေထိုင်သွားကြပါတော့တယ်ဟုတ်ကဲ့ပါရှင် ဇက်လန်းလေးရလည်းတီမာပဲပြီးဆုံးသွားခဲ့ပါပြီ။ပရိသတ်ကြီးရဲ့ဒါကဇက်လန်းမို့ဇက်လန်းလိုပဲကြီးစုပေးပါနော်။ဇက်လန်းထဲကချွတ်ချောအားကြပြီးရောယောက်ျားမြောက်ယူတာပဲဖြစ်ဖြစ်မိန်းမနှစ်ယောက်ယူတာပဲဖြစ်ဖြစ်မလုပ်သင့်ပါအောင်နော်။ဒါကအန်တာတိန်မန့်တစ်ခုအနေနဲ့သာတင်ဆက်ပေးခဲ့တာပါ။အခုလိုမျိုးအမရဲ့ဗီဒီယိုတိုင်းကိုအားပေးလို့လည်းပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်။